ဘာပဲလို့လို့အနိုင်ရခြင်းကအရာရာမဟုတ်ပါဘူးအနိုင်ရလိုက်မှကိုလှုပ်လိုက်တဲ့အလုပ်ကအရာထင်သွားတာမဟုတ်ပါဘူးကိုလှုပ်လိုက်တဲ့အလုပ်အပေါ်မှာအကောင်းဆုံးကြိုးစားလိုက်ခြင်းဟာလေအောင်နိုင်ခြင်းတစ်မျိုးပါပဲဒီတော့ကိုဘာပဲလို့လို့အကောင်းဆုံးကြိုးစားအထုတ်ပါအဲ့ဒါကကိုယ့်ရဲ့အစ်အတန်းကို ကိုယ်တိုင်တတ်မှတ်နေတာပဲ ကိုဘာကြောင့်မလို့အသက်ရှင်နေရတယ်ဆိုတာကိုရှာဖွေပါအဲ့လိုရှာဖွေခြင်းက ကိုဘဝရဲ့ပန်းတိုင်တွေရဲ့ foundation တွေပဲပြီးတော့အဲ့ဒီပန်းတိုင်တွေကို ရောက်အောင်တွားဖို့အတွက်အတိတ်တွေပြေးလိုက်မယ်တငယ်ချင်းအဖြစ်နဲ့တောင်းလက်မခံခြင်းနဲ့သူတယောက်ကိုလက်တွဲဖို့အဖြစ်နဲ့ဘယ်သူကလက်ခံခြင်းမလဲ တခုတည်းဆိုတဲ့အရာကတော့ပြဿနာအလုံးကိုဖြေရှင်းပေးမှာမဟုတ်ဘူး။ဘန်းနိုင်တခုတည်းအောင်မြင်မှုတခုတည်းပေါင်းသင်းဆက်ဆံရေးတခုတည်းနဲ့တခြားသောတခုတည်းတခုတည်းသောအရာတွေပဲ။အဲ့တော့ဘတ်ဆုံးအဆင်ပြေအောင်ကြိုးစားမှပြဿနာတွေဖြေရှင်းပြီးသားဖြစ်သွားမှာ။လူတွေကိုကိုယ့်ရဲ့ဘဝထဲမှာထိမ့်သိမ်းထားခြင်းလို့သူတို့ဘာပဲလုပ်လို့တည်ငြိမ်ခံနေမှာဆိုရင်တော့ ကိုကိုကိုပျောက်ဆုံးသွားလိမ့်မယ်ဒီလိုသတိထားပါကိုကိုတားဆီးစီမဲ့အရာတွေနဲ့ကိုယ်တိုင်ကခွဲမထားဘူးဆိုလို့ရှိရင်တော့အဲ့ဒီတားဆီးမဲ့အရာတွေကကိုနဲ့ကိုရဲ့ပန်းနိုင်ကိုခွဲသွားလိမ့်မယ်ဒီလိုဘဝမှာကိုကိုတားဆီးနေတဲ့အရာတွေနဲ့ကိုနဲ့ခွဲထားလိုက်ပါ ကိုကိုကိုတိတ်သွားတဲ့အခါကိုအတွက်မဟုတ်တဲ့အရာတွေမရလိုက်မှစိတ်ပူနေတာတွေရက်တန်သွားလိမ့်မယ်။တချို့အရာတွေကကိုအတွက်မဟုတ်ဘူး။ဒါကိုသိထားဖို့လိုတယ်။အဲ့လိုသိဖို့ကလည်းကိုကိုကိုငါဘယ်သူလဲဆိုတာကိုသိဖို့လိုတယ်။ကိုကိုကိုယုံကြည်မှုတွေကြားစေဖို့အတွက်အလွယ်ကူဆုံးသောနည်းလမ်းတစ်ခုကတော့ ကုကုကုပြန်ပေးထားတဲ့ဂရုတွေကိုခဏခဏချိုးဖြတ်ခြင်းပဲဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုရင်းများတာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိဆွေတွေဟာလည်းဒီတနေ့ပြောရွှေရှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကုညံလေးအောင်ပါ